ဇကိုင်းတိုင်းဒီဘဲရင်မြို့နယ်အိုထိန်တွင်းရွာမှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီကဘုံကျဲချခဲ့တာကြောင့်ကျောင်းသား၁၂ဦးနဲ့ဆရာမ၂ဦးဖေဆုံးခဲ့တယ်လို့ကနဦးသိရပြီးကျန်၄၀ကံမှာလည်းအရေးပေါ်အတင်းနေတဲ့ရင်ဆိုင်နေရတယ်လို့ပြီးရပါတယ်ဖြစ်စင်မှာဒီကနေ့မေလ12ရက်နေ့နံနက်ပိုင်းကျောင်းသားတွေစာတင်နေတဲ့ချိန်အဆိုပါကျောင်းပေါ်တက်တဲ့ကိုစစ်ကောင်စီကပေါင်900ဘုံကျဲချခဲ့တာဖြစ်ပါတယ် ဘုံတန်ကြောင့်ဆ ्याम နှစ်ဦးနဲ့ចောင်းသားចောင်းသူအပါဝင်ကလေးနယ်၁၁ဦးကတော့နေရာမှာရင်အသေးဆုံးမဲ့ပြီးကြံចောင်းသားចောင်းသူ40ခန်းဝင်းကျင်မှာလဲစိုးရင်ရတဲ့ရေးဘော်ကြီးနေမှာရှိနေပါတယ်အဆိုပါចောင်းဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနရဲ့ကျမ်းပါလာပညာရေးစနစ်နဲ့ဒေတာတန်ကလေးနယ်ចောင်းသားចောင်းသူတွေကိုတင်ကြားပေးနေတဲ့အကြောင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီက မေလ6ရက်နေ့ကနေမေလ31ရက်နေ့ထိအပြစ်ခတ်ရစဲရေးကြီးညာထားပြီးမဲ့နိုင်ငံတော်ဝန်မှလိန်နဲ့ပုံကျဲတာလက်နက်ကြီးတွေနဲ့ပစ်ကတ်တာထိုးစစ်စင်နာရီကိုတော့ဆက်လက်လှုပ်ဆောင်နေရလေဖြစ်ပါတယ်